ဒီရဒီမှာအာဆင်နယ်တင်းတို့ပရီးမီးယားလိဂ်ဆူဖလာစုခူးသွားနိုင်လား ားလုံးပဲမင်္ဂလာပါ Forever Gana Facebook နဲ့ DR YouTube Channel တွေကြိုဆိုပါတယ် TikTok ကညီကိုတွေအားလုံးလည်းမင်္ဂလာပါဗျာကျွန်တော်ဒီကနေ့ညမှာအာဆင်နယ်သင်းနဲ့ပတ်သက်တဲ့သတင်းအကြောင်းလေးနည်းနည်းတော့ဆွေးနွေးသုံးသပ်ကြအောင်ပါအရေးဆုံးအနေနဲ့ကျွန်တော်အာဆင်နယ်သင်းကတန်ရကစားသမားတွေအကြောင်းနဲ့ဒါဒီရဒီအာဆင်နယ်သင်းနဲ့ပတ်သက်ပြီးတော့အမျိုးမျိုးထင်ကြီးပေးနေကြတယ်ဒါဒီရဒီအာဆင်နယ်အသင်းက Premier League Super La Champion ဖြစ်သွားမလားအာဆင်နယ်သင်းဒီရဒီလုံးပြနေမှုတွေနဲ့ပတ်သက်ပြီးတော့ဘောလုံးဝေဖန်သုံးသပ်သူတော်တော်များများကဒီရဒ သည့်အာဆင်နယ်အသင်းဒါပရီးမီးယားလိဂ်ဆူပါလာချန်ပီယံကိုစုဖူးသွားလိမ့်မယ်အချို့တွေကလည်းအာဆင်နယ်အသင်းရဲ့မီကေအာဒေတာရဲ့ပွဲပေါ်ချင်းကပ်မှုတွေကိုကြည့်ပြီးတော့အာဆင်နယ်အသင်းဒီရဒီလဲဒါဆူပါလာကိုဒါစုဖူးသွားနိုင်မှာမဟုတ်ဘူးဆိုတဲ့အဲဝေဖန်မှုတွေကလည်းမျိုးမျိုးရှိနေတယ်ဒီနေရာမှာတော့ကျွန်တော်အာဆင်နယ်အသင်းရဲ့အမြင့်ပြန်မှုကဒါလူတော်တော်များများရဲ့ကြားထဲမှာတော့အဲအကုန်လုံးကအန်အောလောက်ဆရာဆိုပေမဲ့ဒါအာဆင်နယ်အသင်းက step by step သွားနေတဲ့အနေထားတစ်ခုမှာအာဆင်နယ်အသင်းအမြင့်ပြန်မှုကို အကုန်လုံးကထောက်ခံအားပေးနေကြတာကိုတော့ဒါကျွန်တော်တို့ညီကိုတွေလည်းအသိပဲဒါကျွန်တော်တို့တွေလည်းဒါဆိုရှယ်မီဒီယာတွေ Twitter တွေမှာဒါတောက်လျှောက်မြင်နေရတယ်ဗောလေအဲ့တော့တကယ်ပဲအာဆင်နယ်အသင်းကဒီရသည်ဒါပရီးမီးယားလိဆူပလာချန်ပီယံဖြစ်သွားမလားဆိုတာနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်အမြင်လေးတွေကိုနည်းနည်းလောက်ဆွေးနွေးသုံးသပ်ကြည့်ကျင်တယ်ကြောညီကိုတွေအားလုံးရဲ့ရင်ထဲမှာရှိနေတဲ့ဒါကြောမှာနောက်ကြောမှာဗောလေဒါချန်ပီယံဆိုတဲ့စာသားပါတဲ့ဒါအာဆင်နယ်ဂျာစီကိုကျွန်တော်တို့တွေဝစ်ဆင်သွားရမလားဆိုတော့ကျွန်တော်တို့တွေစောင့်ကြည့်ကျင်စရာပဲ โอเคပါအဲ့တော့ဒဟန်ရကစားသမိုင်းနဲ့ပတ်သက်ပြီးကျွန်တော်အနေနဲ့ရင်ဆုံးကြောင်းကြီးကိုလို sharing လုပ်ပေးခြင်းနဲ့ရင်ဆုံးအနေနဲ့ declarize နဲ့ပတ်သက်ပြီးတော့ဒါ Sky Sport ကပြုလုပ်တဲ့ interview တစ်ခုမှာ declarize ကပြောထားတယ်ဒါကပါလဲဆိုတော့သူ့အနေနဲ့အားလုံးအဆင်ပြေနေတယ်ဒဟန်ရနဲ့ပတ်သက်ပြီးတော့စိတ်ပူစရာမရှိဘဲနဲ့သူ့အနေနဲ့လာမယ့်အဝေးဝန်းပွဲစဉ်မှာဝင်ရောက်ရှင်ပြိုင်ကစားနိုင်သွားပွဲရှိတယ်ဆိုပြီးတော့ဒါ declarize ကပြောကြားထားတယ် သူ့ရဲ့ဒဏ်ရာကခြေတလုံးကျွတ်သားရောင်ရမ်းမှုဒဏ်ရာဖြစ်ပြီးတော့အနားယူလိုက်ခြင်းကသူ့အတွက်ကုသခြင်းတစ်ခုဖြစ်သွားခဲ့တယ်ဆိုပြီးတော့လေ declarize ကပြောကြားထားတယ်တစ်ဆက်တည်းမှာပဲ Sky Sport ရဲ့ဒါမေးမြန်းမှုတွေထဲမှာ Piero Incape နဲ့ Christian Mokoya ဒီဂျူရဲ့အတွဲကိုဘယ်လိုမြင်မိလဲဆိုပြီးတော့ declarize ကိုမေးမြန်းခဲ့တယ် declarize ကဒီကစားသမား၂ယောက်လုံးကအသက်အရွယ်ငယ်ရွယ်ပြီးတော့တကယ့်ကိုနိုင်ငံတကာအတွေ့အကြုံရှိတဲ့ကစားသမားတွေဖြစ်ပြီးတကယ့်ကိုအရေးသွေးရှိတဲ့ကစားသမားတွေပါသူတို့၂ယောက်ကိုကျွန်တော်တို့ Arsenal အသင်းမှာပ ိုင်ဆိုင်ထားရတာတကယ်ကိုပျော်ရွှင်စရာကောင်းတယ်ဆိုပြီးတော့ဒါ Declan Rice ကပြောကြားထားတယ်အစတဲမှာပဲ question more query နဲ့ပတ်သက်ပြီးတော့လဲဒါ Arsenal နီးစပ်တဲ့သတင်းဌာနတွေကရေးသားဖော်ပြနေကြတယ် question more query နဲ့ပတ်သက်ပြီးတော့သူ့ရဲ့ဒဏ်ရာကတရောက်ခွက်ကြောဒဏ်ရာဖြစ်ဖို့ရာခိုင်နှုန်းများတယ်အနည်းဆုံး၃ဘက်ကနေ၄ဘက်လောက်ထိအနားယူသွားရပွဲရှိပြီး ဒဏ်ရာကမပြင်းထန်တာဖြစ်တဲ့အတွက်ကန်နီပြုတ်လုပြီးမှပဲဒါတည်သွားမယ်ဆိုပြီးတော့လည်းသတင်းမီဒီယာတွေကမျိုးမျိုးရေးသားနေသလိုအာဆင်နယ်ဆုံးရဲ့ဖော်ပြချက်တွေအရဒါ question မော်ကွေရာရဲ့ဒဏ်ရာကဒါပေါင်ချံကြွက်သားဒဏ်ရာဖြစ်တဲ့ဒီဒဏ်ရာနဲ့ပတ်သက်ပြီးတော့ဒါအာဆင်နယ်သင်းတောင်းဝင်ရှိသူတွေကစကန်နီထက်ထက်ပြုတ်လုပြီးဒီကစားသမားရဲ့အခြေအနေကိုစောင့်ကြည့်လျက်ရှိတယ်ဆိုပြီးတော့လည်းသတင်းမီဒီယာတွေကမျိုးမျိုးရေးသားဖော်ပြနေကြတယ်ဒါဒီနေရာမှာကျွန်တော်ညီကိုဒီကိုပြောချင်တာတစ်ခုကသတင်းမီဒီယာတွေကသူတို့ထင်ကြေးပေးထားတာတွေကိုပဲအမျိုးမျိုး ဒါသူတို့အမြင်တွေမှာပဲအမျိုးမျိုးရေးသားဖော်ပြနေကြတာဖြစ်တဲ့အတွက်ကြောင့်ညီကိုတွေဒါတစ်စစ်ချမယုံသေးဘူးအတွက်ကြောင့်ညီကိုတွေကိုဒါကြောင့်ဒီနေရာကနေ share လုပ်ပေးခြင်းနဲ့ Okay ပါနောက်ထပ်သတင်းပုတ်အနေနဲ့ကျွန်တော်တို့ Arsenal တင်းရဲ့ဒဏ်ရာကစားသမားတွေထဲမှာဒါ Declan Rice เนาะဒါ Christian Mokwe ya Leandro Trossard နဲ့ဒါ ဝီလျံဆလီပါဒါပြောပြီဆိုလို့ရှိရင်ကာဘီယယ်မဂါဟေးပေါ့လေဒီကစားသမား9ရောက်လောက်ထိရှိတယ်ဒီနေရာမှာအာဆင်နယ်အသင်းကနောက်တန်းကစားသမားဒါ3ရောက်လောက်ထိပါဝင်တယ်ဒီနေရာမှာဝီလျံဆလီပါနဲ့ခရစ်ရှယ်မော်ကွဲရအပါအဝင်ကာဘီယယ်မဂါဟေးဒီ3ရောက်ထဲမှာအစောဆုံးပြန်လာမဲ့ကစားသမားကဝီလျံဆလီပါဖြစ်တယ်ဆိုပြီးတော့သတင်းမီဒီယာတွေကရေးသားဖော်ပြနေတယ်လို့ကျွန်တော်အမြဲတမ်းဖတ်နေကြဖြစ်တဲ့နောက်အာဆင်နယ်ရဲ့ဖော်ပြချက်တွေထဲမှာလည်း ဒါဝီလျံဆလီပါကလာမယ့်အက်စတန်ဗီလာပွဲစဉ်မှာဝင်ရောက်ကစားသွားဖို့ရှိတယ်ဆိုပြီးတော့သူ့အနေနဲ့ရေးသားဖော်ပြနေတယ်လို့ Fabrizio ရဲ့ report တွေအရဒါ Declan Rice အပါအဝင်အဲဝီလျံဆလီပါလည်းဒါဒီ လာမယ့်စနေနေ့ပွဲစဉ်မှာဝင်ရောက်ရှင်ပြန်ကစားသွားဖို့ရှိသလိုလီယန်ဒိုထရော့ဆက်လည်းပါဝင်ရှင်ပြန်ကစားသွားဖို့ရှိတယ်ဆိုပြီးတော့ဒါဖာဗီဇီယိုကဖော်ပြထားကြတယ်ဒါဒီနေရာမှာသတင်းမီဒီယာတွေရဲ့ဖော်ပြချက်တွေထဲမှာကျွန်တော်အနေနဲ့ခက်စိတ်စိတ်တွေးလာရတဲ့အကြောင်းအရာတစ်ခုရှိတယ်ဒါကပါလဲဆိုတော့အာဆင်နယ်အပြောင်းအရွှေ့ ာဆင်နယ်အသင်းနဲ့ပတ်သက်ပြီးအပြောင်းအရွှေ့သတင်းတွေလည်းကျွန်တော်ခက်ဆိတ်ဆိတ်မြင်တွေ့ခဲ့ရတယ်ဒါကပါလဲဆိုတော့ဒါဂျူပင်နဲ့အသင်းရဲ့ Canaretis ပေါ့လေဒါကွင်းလင်ကစားသမားလေး Canaretis နဲ့ပတ်သက်ပြီးအာဆင်နယ်ကတော်တော်လေးမျက်စိကျနေတယ်ဒီကစားသမားကိုအာဆင်နယ်ကလာမဲ့ຫນွေအပြောင်းအရွှေ့မှာဒါခေါ်ယူသွားပွဲရှိတယ်ဆိုပြီးတော့သတင်းမီဒီယာတွေကအမျိုးမျိုးခက်ဆိတ်ဆိတ်ရေးသားဖော်ပြနေကြသလိုဒါ Premier League မှာအသားကျပြီးသားဖြစ်တဲ့ Antonio Semenyo ကိုလည်းဒါအာဆင်နယ်အသင်းကစောင့်ကြည့်လျက်ရှိပြီးတော့ဒီကစားသမားကို ဒီလာမဲ့စောင်းစည်းကွက်မှာခေါ်ယူသွားမှာမျိုးမဟုတ်ဖဲနဲ့ဒီကစားသမားကို လာမဲ့ຫນွေစည်းကွက်မှာပဲဆွေးနွေးမှုတွေပြုလုပ်သွားဖို့ရှိတယ်ဆိုပြီးတော့အာဆင်နယ်နဲ့အနီးစပ်ဆုံးဖြစ်တဲ့သတင်းဌာနတွေကရေးသားဖော်ပြနေကြတယ်ဒါဒီကနေ့မနက်အစောပိုင်းမှာရှင်ပြန်ကစားသွားတဲ့ Bradford နဲ့ပွဲစဉ်မှာတော့ဒါဆမင်းညိုရဲ့မိသားစုကအာဆင်နယ်ပွဲကိုလာရောက်အားပေးတယ်ဆိုတဲ့သတင်းတွေကလည်းရေးသားဖော်ပြနေကြပါတယ်ဒါကတော့အာဆင်နယ်အသင်းအပြောင်းရွှေ့ရဲ့ဒါဒန်ရကစားသမားရဲ့အကြောင်းတွေကိုဒါကြောင့်ညီကိုတွေကိုဆွေးနွေးတုံ့သက်ပေးခဲ့တာပါကျွန်တော်အထင်က ကတော့ဒါ declarize နဲ့ပတ်သက်ပြီး declarize ပြန်လဲတက်တာလာတယ်ဆိုတာဒါဖြစ်ဖို့ရာခိုင်နှုန်းများတယ်ကျွန်တော်ဖတ်ထားတဲ့သတင်းဌာနကလည်း80ရာခိုင်နှုန်းလောက်ယုံကြည်စိတ်ချရတာဖြစ်တဲ့အတွက်ကျွန်တော်ညီကိုတွေ Aston Villa ပွဲစဉ်မှာ declarize ကိုပွဲချင်းအပြည့်မဟုတ်ရင်တော့အနေငယ်ပြန်လဲမြင်တွေ့ရသားနိုင်တယ်ဆိုပြီးတော့ကျွန်တော်ကတော့မှတ်ချက်ပေးခြင်းနဲ့နောက်တစ်ယောက်ကတော့ဒါ William Saliba ပေါ့လေ William Saliba နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တွေ သူ့ကိုဒဏ်ရာရသွားတဲ့ပုံစံကအစဒါ तू ဘာကြောင့်ဒဏ်ရာရသွားလဲဆိုတာအဆုံးကျွန်တော်တို့ဒီကြကြမတိခဲ့ရဘူး तू နဲ့ပတ်သက်ပြီးတော့ William Saliba ကဒါ training မှာကြွက်သားတန်ရာရရှိတယ်ဆိုပြီးတော့ပဲသတင်းမီဒီယာတွေကရေးသားဖော်ပြနေကြတာဒါပေမဲ့ဒီကနေ့မနက်ကစားသွားတဲ့ပွဲစဉ်မှာ William Saliba အပါဝင်ဒါ Gabriel Magalhaes ဒီနှစ်ယောက်လုံးရဲ့ပုံစံကဒါ fresh ဖြစ်နေတာကိုကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်ဒီကစားသမား၂ယောက်လုံးပုံစံကပြန်ပြီးတော့ထူထောင်ကြီး color ဖြစ်နေပြီဆိုလိုတာမျိုးဒါကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်အဲ့တော့ William Saliba လည်းပါဝင်ကောင်းပါဝင်လာနိုင်တယ်ဒါ50 50ပဲယုံကြည်ထားပေးပါ ောက်တစ်ယောက်ကတော့ Leandro Trossard ပေါ့လေ Leandro Trossard ကတော့တေးကြပါတယ် Leandro Trossard ကတော့ကျွန်တော်အဲဘယ်လိုပြောရမလဲကျွန်တော်တူတူတယောက်တည်းအမြင်ကတော့ Leandro Trossard တေးကြတယ်ဒါ Aston Villa နဲ့ပွဲစဉ်မှာ Leandro Trossard ပွဲထွက်လူစင်းမှာတော့ပါဝင်လာနိုင်တယ်ဆိုပြီးဒါကြောင့်ညီကိုတွေကိုဆွေးနွေးသုံးသပ်ပေးခြင်းနဲ့ Okay ပါနောက်တဲ့ဒါကျွန်တော်တို့ဆက်နဲ့ဆွေးနွေးခြင်းနဲ့အကြောင်းအရာလေးကပါလဲဆိုတော့ကျွန်တော်တို့အာဆင်နယ်အသင်းဒီယာဒီမာပေါ့လေဒါဘယ်လိုပြောရမလဲအဲပရီးမီယာလိဂ်စူပလာ ိုဒါစုခူးသွားနိုင်မှာပေါ့လေဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်အမြင်လေးတွေဆွေးနွေးသုံးသပ်ကြည့်ချင်တယ်အရင်ဆုံးအနေနဲ့ကျွန်တော်အာဆင်နယ်အသင်းကဒါကျွန်တော်ပြောချင်တဲ့အဲမှာကအဓိကကဘာလဲဆိုလို့ရှိရင်ပရီးမီယာလိဆူပလာချန်ပီယံကိုအာဆင်နယ်ရသွားလိမ့်မယ်ဆိုတာထက်ဒီလိုပြောဖို့ကျွန်တော်တို့အရန်စောသေးတယ်လို့ကျွန်တော်အနေနဲ့ကတော့မြင်မိတယ်ဒါကို အားပေးတဲ့အာဆင်တွေကိုမယုံကြည်လို့ယုံကြည်လို့ဆိုတာတက်ကျွန်တော်တို့မမြင်ရတဲ့ဒဏ်ရာအခြေအနေတွေကအများကြီးပဲဗျဒါအရင်ရာသီတွေတုန်းကဆိုလို့ရှိရင်ဝီလျံဆလီဘာရောဂါဘီရောမကာဟီရောနှစ်ယောက်လုံးဒဏ်ရာရအောင်ကျွန်တော်တို့သွားပြီးတိုင်ပတ်သွားပြီးဒါတော်တော်လေးကိုတိုင်ပတ်တဲ့အခြေအနေတွေကြုံခဲ့ရတယ်ဗျအခုဆိုလို့ရှိရင်ဒါခရစ်ယာန်မော်ကွယ်ရလဲအခုဆိုဒဏ်ရာထက်ရတယ်ဒါမမြင်ရနိုင်တဲ့ ဒါဒဏ်ရာအခြေအနေတွေကဂျုံအာဆင်နယ်အသင်းကိုအများကြီးထိုးနှက်ချက်တွေဖြစ်ကောင်းဖြစ်သွားနိုင်တာဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့ဒါယာတီဝက်ကိုပဲအရင်ဆုံးဂျုံညီကိုဆွေးနွေးသုံးသပ်ပေးခြင်းနဲ့အဲ့တော့ကျွန်တော်ဒါယာတီဝက်မှာကျွန်တော်တို့ကနောက်ထပ်၄ပွဲရှင်ပြန်ကစားရမယ်ဒါပရီးမီးယားလိပွဲစဉ်၁၄ကစားပြီးချိန်မှာအာဆင်နယ်ကအဆင့်တက်မှာပဲယက်တီနေတယ်33မှတ်ရရှိထားပြီးဒုတိယကမန်စီးတီးကို9မှတ်ဖြတ်ထားတယ်တတိယကအက်စတရင်ဘီလာကိုတော့စုစုပေါင်း6မှတ်ဖြတ်ပြီးတော့အသင်းကြီးတွေကချယ်စီးကိုတော့ဒါကျွန်တော်တို့အာဆင်နယ်အသင်းက6မှတ်ထိဖြတ်ထားခဲ့တယ် အဲ့တော့အစင်းလိုက်ရက်တီမှုမှာအာဆင်နယ်က၄မန်စီးတီးက၂အက်စတန်ဗီလာက၃ ါပြောရပြီဆိုလို့ရှိရင် Chelsea က၄ပေါ့လေကျွန်တော်တို့လာမယ့်စနေနေ့မှာရှင်ပြန်ကစားသွားမယ် Premier League ပွဲစဉ်15က Aston Villa ရဲ့အင်ကွင် Villa Park မှာတွားရောက်ရှင်ပြန်ကစားရမှာ Villa Park မှာဆိုရင် Arsenal အသင်းကအမြဲတမ်းရုန်းကန်ရတဲ့အသင်းတစ်သင်းဆိုတာဒါကျွန်တော်တို့ညီကိုတွေအတိပဲဒါပြီးခဲ့တဲ့ရာသီ Arsenal အသင်းအင်ဝင်းဝေးကွင်းနှစ်ပွဲတွဲဆုံမှုမှာ Arsenal အသင်းကဝေးကွင်းမှာနိုင်ထားပြီးတော့ဒါအင်ကွင်းမှာတည်ကြထားတဲ့ ဒီရလက်ကိုကြည့်ချင်းအဖြစ်အာဆင်နယ်အသင်းကဒီအသင်းနဲ့တွေ့တိုင်းရုန်းကန်ရတယ်ဆိုတော့အနေထားတစ်ခုမျိုးကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်။ဒါဂါဘရီယယ်မက်ကာဟေးဝီလျံဆလီဘာဒီအတွက်ဖတ်မပါဝင်လာနိုင်တဲ့အခြေအနေမှာကျွန်တော်တို့အာဆင်နယ်အသင်းအနေနဲ့ဗီလာပတ်မှာဘယ်လိုမျိုးတွေပွဲထွက်လို့ရှင်နေခင်းကျင်းလာမလဲအာတေတာရဲ့ခင်းကျင်းမှုတွေဘယ်လိုရှိလာမလဲဆိုတာတော့ကျွန်တော်တို့စိတ်ဝင်စားကြပါပဲ။နောက်တစ်ဒါကျွန်တော်တို့နောက်တစ်၄ပွဲမှာဆိုလို့ရှင်ကျွန်တော်တို့ဝုဒ်ပါမယ်။ Brighton ပါမယ် Everton ပါမယ်ဒါ Wu နဲ့ Brighton ကတော့ကျွန်တော်အိမ်ကွင်းမှာအိမ်ခံရှင်ပဲကစားမှာဖြစ်တဲ့တော့ Arsenal သင်းရဲ့အိမ်ကွင်းအားသာချက်ကဒီနှစ်သင်းကိုကောင်းကောင်းအနိုင်ရရှိအောင်စွမ်းဆောင်သွားနိုင်မယ်လို့ကျွန်တော်နေတိကျယုံတာဖြစ်တဲ့အတွက်ဒီနှစ်သင်းကိုတော့ကျွန်တော်တို့ဘေးဖယ်ထားလိုက်ရအောင်ဒါ Everton နဲ့ပွဲစဉ်ကိုပဲကျွန်တော်တို့ကြည့်အောင် Everton နဲ့တွေ့ဆုံမှုမှာ Arsenal ကဒါ Everton ရဲ့အိမ်ကွင်းမှာတော်ရရှင်ပြန်ကစားရမယ် ဒီပွဲစဉ်ကအာဆင်နယ်တင်းအတွက်ခက်ခဲသွားနိုင်တယ်။အားကြောင့်လဲဆိုမနစ်ကဒါအိကွင်းဝေးကွင်းနှစ်ပွဲစလုံးမှာအာဆင်နယ်ကိုတရေခံခံထားတာ။ဒါဒီပွဲစဉ်တွေကိုကြည်ချင်းအဖြစ်ကျော်ရှိကပြောခဲ့သလိုပဲအာဆင်နယ်တင်းခက်ခဲနိုင်တယ်ဆိုတာကျွန်တော်တို့ဒါတစ်ချက်ပြောလို့ရတယ်။ဒါပေမဲ့ဒီရဒီအာဆင်နယ်ရဲ့လှုပ်ဆောင်ချက်နဲ့အာဆင်နယ်ရဲ့သွားနေတဲ့ဂိမ်းပလန်တွေကိုကျွန်တော်တို့မိထားလို့မရဘူး။အဲ့တော့ဒီရဒီမှာဒါထိုးထိုးထောင်ထောင်ဖြစ်လာတဲ့ Everton ဒါ Aston Villa ဒီနှစ်သင်းလုံးကိုအာဆင်နယ်ကကျော်ဖြတ်သွားနိုင် င်မလားဒီယာဒီမှာအက်စတွန်ဘီလာရဲ့စွမ်းဆောင်ရည်တွေကယာဒီအစမှာဒါဟိုအပန်ဒေါင်းဖြစ်နေတာဖြစ်သည့်တိုင်အောင်ဒါအခုနောက်ပိုင်းမှာသူ့အနေနဲ့အသင်းကြီးကိုကောင်းကောင်းဒုက္ခပေးပြီးအနိုင်ယူပြထားတာမျိုးတွေရှိသလိုအေဗာတန်ကလည်း အသင်းတိုင်းကိုအန်တူပြနေကြတာကကျွန်တော်တို့အာဆင်နယ်အသင်းနဲ့တွေ့ဆုံမဲ့နေရာမှာရောသူတို့အန်တူနိုင်အောင်မလားကျွန်တော်တို့တွေစောင့်ကြည့်ခြင်းစရာပဲကျွန်တော်အနေနဲ့အာဆင်နယ်အသင်းပရီးမီးယားလိချန်ပီယံဒါဖြစ်မယ်ဖြစ်ဘူးကိုဒါတိကျမပြောသေးဘူးဒါပေမဲ့အာဆင်နယ်အသင်းယာတီဝက်ချန်ပီယံဖြစ်သွားလိမ့်မယ်ဆိုတော့ကျွန်တော်အနေနဲ့တိကျပြောရင်လည်းကျွန်တော်ဒီဗီဒီယိုလေးကိုဒီမှာပဲရန်နာကြင်ပါတယ်နောက်ဗီဒီယိုဒီမှာပြန်တွေ့ပါမယ်ဗျာကျောင်းညီကိုတွေရောဘယ်လိုထင်လဲကောမဝင်ဆွေးနွေးတုံ့သက်ကြည့်ရပါအောင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်သူတွေပါ